နေပူကျကျမှာအပြင်ထွက်တဲ့အခါတိုင်းမှာဆိုလို့ရှိရင်ချွေးတလုံးလုံးနဲ့အသားတွေပူဆက်ပူလောင်ပြီးတော့ဒီဆိုးရွားတဲ့ခံစားချက်မျိုးတွေရှိပူလိုက်မယ်လို့ထင်တယ်နော်အထူးသဖြင့်တော့အီပြားကင်းစားတို့လိုမျိုးကျမရေပြဿနာတို့လိုမျိုးပေါ့နော်ရေမဆိုင်ခြင်းဘူးဆိုလို့ရှိရင်နေရောင်ခြည်နဲ့အီပြားတိုက်ရိုက်ထိတွေးနိုင်တဲ့ဂရုစိုက်မှုတွေပြုလုပ်ရမယ်ဆိုတာကိုနားလည်ပေးဖို့လိုအပ်လိုက်မယ်နော်ဒါဆိုလို့ရှိရင်နီလောင်တန်ကိုဘလူကခွဲကြမလဲဆိုတာကိုမျှဝေပေးမှာဖြစ်ပါတယ်เนาะ အရေးပြားမှာဆိုလို့ရှိရင်ခန္ဓာကိုယ်ရဲ့အကြီးဆုံးအစိတ်ပိုင်းတစ်ခုလို့လည်းပြောလို့ရတယ်เนาะနှုတ်နယ်တဲ့အစိတ်ပိုင်းတစ်မျိုးလည်းဖြစ်တယ်။နောက်တစ်ခုမှာဆိုလို့ရှိရင်မြေအောင်ကြီးကနေပြီးတော့ UV တွေကိုတိုက်ရိုက်ဆုံးယူမိတဲ့အခါမှာဆိုလို့ရှိရင်ကျန်းမာရေးအရေးပြားပြဿနာတွေလည်းကြုံဆုံရလိုက်မယ်လို့ထင်ပါတယ်เนาะဒါဆိုလို့ရှိရင်ဒါတွေကိုဘယ်လိုကာကွယ်ပေးဖို့လိုအပ်မလဲဆိုတာကို ဒီနီလန်လေးကိုလိုက်လောက်ကြည့်နော်နီလောင်နံကိုကခွဲပိုးဆိုလို့ရှိရင်နေရောင်မင်းပြင်းနဲ့တိုင်ရခိတွေ့တဲ့အချိန်မျိုးရှော့ချပေးဖို့လိုပါပဲနော်ဥပမာမနှက်ဆယ်နာရီကနေပြီးတော့၄နာရီကြာမှအပြင်ထွက်တာမျိုးတွေသွာလာမတာမျိုးတွေကိုပေါ့နော်ရှော့ချပေးဖို့လိုအပ်မယ်ဒီကာလတွေမှာကမလိုအပ်ပဲနဲ့အပြင်ထွက်အတိုက်မလုံးလို့ပေါ့နော်နေရောင်ကြီးကအဆိုပါကာလမှာပို့ပြီးတော့ပြင်းထန်တဲ့အတွက်ကြောင့်မလို့အသားရည်တွေကိုထိခိုက်ပြီးတော့ပျက်စီးစေနိုင်ပါတယ်နော် နောက်တစ်ခုမှဆိုလို့ရှိရင်ဂယုသဆိုင်ကိုစီစီရင်ပေးဖို့လိုတယ်နော်။နေရောင်ထဲမှာထွက်လာတဲ့အခါမှာဆိုလို့ရှိရင်ကိုယ့်ရဲ့ခန္ဓာကိုယ်ကအကောင်းမွန်ဆုံးကာကွယ်စေနိုင်မယ်။အဝတ်အစားမျိုးတွေကိုဝတ်ဆင်သေးတယ်။ဥပမာဆိုလို့ရှိရင်နေအရန်ပူနေတဲ့အချိန်ပြင်ထွက်တော့မယ်ဆိုလို့ရှိရင်နေကမြင့်မှန်လို့လိုမျိုးအုတ်ထုတ်ကိုအင်ဂျီလက်ရှိစတာတွေကိုဝတ်ဆင်ပေးဖို့လိုပါလိမ့်မယ်နော်။ နောက်တစ်ခုမှဆိုလို့ရှိရင်မရှိမဖြစ်လိုအပ်တာကဆန်းခရင်နော်ကိုယ့်ရဲ့အသားရည်ကိုကာကွယ်ပေးနိုင်တယ်နောက်တစ်ခုဆိုလို့ရှိရင်သေချာခရုသစရွေးချယ်ပြီးတော့စနစ်တကျနဲ့သုံးဆွဲပေးဖို့လိုပါလိမ့်မယ်နော်ဝယ်ယူတဲ့အခါမှာဆိုလို့ရှိရင်အ ਨੇ ဆုံး SPF 30ရှိတာမျိုးတွေကိုဝယ်ယူတဲ့ UVA ကိုရော UVB ကိုရောကာကွယ်ပေးနိုင်တဲ့အပြင်ဒီနီလောင်တန်ကိုလည်းကာကွယ်ပေးနိုင်ပါတယ်နော် စံကုန်ရင်ကိုတောင်းတဲ့အခါမှာဆိုလို့ရှိရင်လည်းလိုက်နိုင်ရမယ့်လိုင်းညွန်ချက်တွေရှိတယ်เนาะဥပမာဆိုလို့ရှိရင်နေရောင်နဲ့ထိတွေ့နိုင်တဲ့နေရာမှန်တမရမှာဆိုလို့ရှိရင်လိုင်းကြံပွေးပို့လို့တယ်เนาะဥပမာလက်ဘေးတို့လိုမျိုးနားလက်နှစ်ဖက်ခြေထောက်နှစ်ဖက်အဓိကလိုင်းပေးပို့လို့ပါတယ်เนาะစံကုန်ရင်လိုင်းရတဲ့အခါမှာဆိုလို့ရှိရင်လည်းအည်ပြားပေါ်မှာထူထဲတဲ့အလွှာမျိုးတွေဖြစ်စေနိုင်ဖို့အထူးထူးထက်ထဲလိုင်းပေးပို့လဲလို့တယ်တကယ်လို့ကိုယ်ဝယ်ယူတဲ့စံကုန်ရင်မှာဆိုလို့ရှိရင်အချိန်ဘလောက်ကြိုတင်ပြီးတော့လိုင်းရမလဲဆိုတာကို แลโยมาทาบูสูรุชินในอย่างนี้มาที่ด้วยขึ้นมาสูรุชินสักงานมันนี้มันต้องเสจาเรามาและจูยอนเลนไปบูดูบาเลยไหมเนาะนักทุกข์มาสูรุชิต่ใจเล่นบิดาแซงขึ้มาสูรุชินนานาอีอาจารย์บอกเนาะตะขาเปลี่ยนบิยอนเล่นแจมไปบูรูไหมแต่แค่โล้ก็ยตาตมีด้วยมาสูรุชินและแซงเรียนเล่นปีปูรูไหมสุรุชิเสียวนด้วยเนี่ยอายุตายเป็นบิดอติแซงคนนี้มีอุตสาหกุลและยุ้ยเชไปปูรูกันได้ไหมเนาะ ဒါဆိုလို့ရှိရင်နေကောင်ကြီးကိုလုံးဝမထီတွေးလို့လည်းမဖြစ်ပြန်ဘူးဆိုလို့ရှိရင်နေကောင်ကြီးနဲ့လူတွေရဲ့ခန္ဓာကိုယ်မဆိုလို့ရှိရင်ဗီတာမင် D တွေကိုစုပ်ယူနေတဲ့အရာမှာအဓိကအကျအရာတစ်ခုဖြစ်တယ်။နေကောင်ကြီးမပါဝင်တဲ့ဗီတာမင် D ကိုစုပ်ယူနိုင်ဖို့အတွက်မလွယ်ကူဘူး။ဒါကြောင့်မို့လို့နေကောင်ကြီးနဲ့တိုက်ရိုက်ထိတွေ့ချင်တယ်ဆိုလို့ရှိရင်မနက်ခင်အစောပိုင်းမှာညနေဆောင်နေကောင်ကြီးနွေးနွေးလေးကိုဒါခံယူသေးတယ်နော်။ဒါကြောင့်မို့လို့အရေးပြားတွေမှာဆိုလို့ရှိရင်ထူးခြားတဲ့ပြောင်းလဲမှုတွေရှိမှာ ှိအထူးသဖြင့်အမှဲ့တွေမှာပေါ့နော်အယောင်တွေမျိုးတွေအရွယ်စားမျိုးတွေကြီးထွားမှုတွေစတာမျိုးတွေပြောင်းလဲမှုရှိမရှိဆိုတာကိုကိုကသတိထားပြီးတော့စစ်ဆေးကြည့်ပေးဖို့လိုတယ်နော်ဒါမှသာလေနေအောင်ခြင်းနဲ့ဒါရထိတွေ့မှုရှိလာတဲ့အခါတိုင်းဒီအပေါ်ရဲ့အချက်တွေလိုက်နာမယ်ဆိုလို့ရှိရင်မလိုလားအပ်တဲ့အကွယ်ထားတွေရှိပြီးသားသတိပြုပေးဖို့လိုပါတယ်နော် ဒါဆိုလို့ရှိရင်အသားရေ ရေပြားကင်စာတို့လိုမျိုးတွေနေအောင်နေလောင်တန်တွေမျိုးတွေကာကွယ်ပြီးတာဖြစ်တဲ့အကြကြောင့်မလို့နေလောင်တန်ကိုဘယ်လိုကာကွယ်မလဲဆိုတာကိုအားလုံးသိပြီးလိုက်မယ်လို့ထင်ပါတယ်နော်ဒါဆိုလို့ရှိရင်ဝီရိုရဲ့နောက်ထပ်ဗီဒီယိုတွေကိုဆက်လက်ပြီးတော့ကြည့်ရှုနိုင်အောင်ဝီရိုရဲ့ channel လေးကို notification နဲ့ subscribe လေးနှိပ်သွားပေးဖို့လည်းမမေ့ပါနဲ့နော်